မြစ္စည်းမပြည်သက်များအောင်မဲ့မင်္ဂလာပါဇွန်လ2ရက်နေ့ည9:00နာရီတမစ္စည်းမပရိုင်တိုင်းမြစ္စည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မတူပီကာကွယ်ရေးတပ်ဖွဲ့နှစ်ခုအကြားသဘောတူညီမှုရှစ်ချက်ရရှိတဲ့သတင်းကြုံတိုးမှာစစ်ကောင်စီကစာတင်ကြောင်းတွေဖိအားပေးဖွင့်ခိုင်းပေမဲ့ကြောင်းတက်တူမရှိတဲ့သတင်းတပိတ်ချင်းခရိုင်တွေကစာတင်ကြောင်းနဲ့ဟိုတယ်၄ကြောင်းတိုက်ခိုက်ခံရပြီးအမျိုးသမီး၃ဦးတန်ရာရတဲ့အကြောင်းနဲ့ ကုံသွေးရေးသဘောတူညီချက်ကိုချိုးဖောက်ကြောင်းအမေရိကန်ပြောဆိုချက်တရုတ်ကအခိုင်အမာပယ်ချတဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုံစည်းနှုံးနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမတူဘီကာကွယ်တပ်ဖွဲ့နှစ်ခုအကြားသဘောတူညီမှုရှိချက်ရရှိတဲ့သတင်းနဲ့ဆက်လက်အောင်ပါချင်းပြည်နယ်မတူပီမြို့နယ်ခြေဆိုင်ချင်းကာကွယ်ရေးအဖွဲ့နှစ်ခုကြားငင်းချင်းကော်မတီဦးဆောင်မှုနဲ့ဆွေးနွေးခဲ့ရမှာသဘောတူညီချက်ရှိချက်ရရှိထားတယ်လို့သိရပါဗျ။ မတူပီမျိုးသိန်းတိုက်ပွဲအတွင်းသဘောထားကွဲလွဲပြီးအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ Ching Defense Force မတူပီနဲ့ Chin Lan Defense Force မတူပီအဖွဲ့တို့သဘောတူညှိနှိုင်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ပေါင်းစည်းနိုင်ရင်တော့အကောင်းဆုံးဖြစ်သွားမှာပဲ။ကျွန်တော်တို့ချင်းပြီမှာကို့အချင်းချင်းမယုံကြည်နိုင်စရာဘာမှမရှိဘူး။ကို့မတူပီအချင်းချင်းကြားမယုံကြည်နိုင်စရာလုံရမျိုးလုံမှာမဟုတ်ဘူး။လက်တွေ့ကြတဲ့ယုံကြည်မှုမျိုးပဲလိုချင်တာပါလို့ Chin Lan Defense Force မတူပီ CUC ချုပ်နိုင်ဂျွန်းကင်ကမျက်စိမှောက်ပြောပါရတယ်။ မတူပီချင်း Ministry Fellowship MCMF ရဲ့ငြိမ်းချမ်းရေးကော်မတီရမ်းမီရဖာရီဦးဆောင်မှုနဲ့နှစ်ဖက်လက်နက်နဲ့ပြစ်ခတ်ခြင်းမပြုဖို့အပါအဝင်သဘောတူညီချက်တွေကိုမေလ၁၀ရက်နေ့မှာလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ကျန်သဘောတူညီချက်တွေကတော့နန်းစီဒီယန်နဲ့ဒလန်တွေကလွဲလို့ဂျမားရေးပညာရေးစတဲ့ဌာနတွေကဝန်ထမ်းတွေပြည်သူတွေနဲ့စစ်ဘေးရှောင်ထောက်ပံ့တဲ့အဖွဲ့တွေကိုလွတ်လပ်စွာသွာလာခွင့်ပြုဖို့ ည်သူတွေကိုမိမိရက်ရွာမှာနေထိုင်ခွင့်ပြုဖို့နဲ့စစ်မြေပြင်ဖြစ်တဲ့ငလိုင်ကြီးရွာမှာနှစ်ဖက်ပူးပေါင်းဆွေးနွေးပြီးမိုင်းရှင်းလင်းဖို့ညှိနှိုင်းခဲ့ကြတာလို့သိရပါတယ်။ဒါပြင်ငင်းချင်းကြီးခိုင်မြဲဖို့အတွက်ကော်မတီတရက်ဖွဲ့စည်းဖို့လူမျိုးရေးပုဂ္ဂိုလ်ရေးထိခိုက်စေမဲ့အတုံးနှုံတွေရှောင်ရှားဖို့နဲ့ကာကွယ်ဆိုင်ရာတွေကိုညှိနှိုင်းဆောင်ရွက်ဖို့လို့မှသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ ညှိနှိုင်းသဘောတူညီမှုတွေရယူချိန်မှာသတင်းမီဒီယာနဲ့လူမှုကွန်ရက်စာမျက်နှာတွေကပြဿနာပိုကြီးထွားလာစေမဲ့တဖက်သက်ဝေဖန်တိုက်ခိုက်မှုတွေကိုမပြုတ်လောက်ကြပဲစီးလုံးမှုကိုဥတီပြီးကုညီနိုင်တာတွေကိုပြည်သူတွေအနေနဲ့ဝိုင်းဝန်းလှုပ်ဆောင်ပေးဖို့တိုက်တွန်းလိုကြောင်းလဲချင်းလန်းဒက်ဖန့်ဖို့စ်မတူပီစီဝီစီချုပ်ကတိုက်တွန်းပါတယ်အခုလိုသဘောတူညီချက်ရတဲ့အပေါ်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်မှာဆေးဘေးရှောင်နေသူတူဦးကကြိုးဆိုကြောင်းနဲ့အားလုံးတစ်ဖွဲ့တစည်းတည်းဖြစ်နိုင်စေဖို့ဆက်လက်လှုပ်ဆောင်လိုကြောင်းသူ့ရဲ့သဘောထားကိုပြောဆိုထားပါတယ်။ ချင်းလန်ဒက်ဖန့်ဖို့စ်မတူဘီဟာချင်းလန်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီးချင်းဒက်ဖန့်ဖို့စ်မတူဘီကတော့ချင်းညီနောင်ဖွဲ့ဝင်ဖြစ်ပါတယ်။ချင်းတော်လိုင်းရေးတပ်ဖွဲ့တွေဟာမတူဘီမျိုးအခြေစိုက်စစ်ကောင်စီချင်းမြန်တပ်ရင်းအမှတ်300လေးစစ်ဗျူဟာချင်းလင်းတပ်ရင်းအမှတ်140တို့ကို2024ခုနှစ်ဇွန်လ9ရက်နေ့ကစတင်ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက်ဇွန်လ26ရက်နေ့မှာအပိတိုင်တင်ပိုက်ထားကြပါရယ်ခင်ဗျာ။ ကြုံတို့မှာစစ်ကောင်စီကစာတင်ကြောင်းတွေဖိအားပေးဖွင့်ခိုင်းပေးမယ်လေ။ကြောင်းတက်တူမရှိတဲ့တရင်နဲ့ဆက်ရအောင်ပါ။ကရင်ပြည်နယ်ကော့ကရစ်ခရိုင်ကြုံတို့မြို့မှာစစ်ကောင်စီကစာတင်ကြောင်းတွေကိုဖိအားပေးဖွင့်ခိုင်းပေးမယ်လေ။ဒီကနေ့ဇွန်လ၂ရက်နေ့ကြောင်းစာတင်ဖွင့်လှစ်တဲ့နေ့မှာကြောင်းတက်တူတူမှမရှိဘူးလို့ဒေသခံတွေကတရားဝါတယ်။ကျုံတို့မြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဧပြီလ14ရက်နေ့ကစတင်လို့ KNU PDF နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်လျက်ရှိနေတာပါ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ကျုံတို့မျိုးကဒေသခံအများပြားဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရပေမဲ့စစ်ကောင်စီကစာတင်ကြောင်းတွေဖွင့်ဖို့အတင်းကျပ်ဖိအားပေးခဲ့တယ်လို့သိရပါတယ်။ကျောင်းဖွင့်ကိုဖွင့်ရမယ်ဆိုပြီးစစ်တပ်ကလာပြောတယ်။ကျောင်းမဖွင့်ရင်ဖမ်းမယ်ဆိုပြီးလည်းပြောတယ်။အခုကျုံတို့မှာစာတင်ကြောင်း၃ကြောင်းဖွင့်တယ်။ကျောင်းလာတဲ့ကျောင်းသားတယောက်မှမရှိဘူးလို့ CDN ဆရာမတူကမျက်စိမှောက်ပြောပါတယ်။ ကျုံတို့မြို့မှာစာတင်ကျောင်း6ကျောင်းရှိပြီးစစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်အထက်တန်းကျောင်းအလဲတန်းကျောင်းအလကတက်နဲ့အလကနှစ်ကျောင်း3ကျောင်းဖွင့်လှစ်ခဲ့ပေမဲ့ကျောင်းတက်မဲ့သူမရှိတာဖြစ်ပါတယ်။စာတင်ကျောင်းတွေကိုလာရောက်ကြတဲ့ဆရာဆရာမတွေဟာလည်းကျောင်းရောက်တဲ့အချိန်မှသာကျောင်းဝတ်စုံဝတ်ဆင်လဲလဲနေကြတယ်လို့ဒေသခံတွေကပြောထားပါဗျ။ ကျုံတို့မြို့မှာစစ်ကောင်စီတက်ရင်ခြေမြန်တက်ရင်ခမရ905ခမရ946နဲ့ဗျူဟာစခန်းကုန်းတွေရှိပြီးအဲ့ဒီတက်ရင်တွေကိုတော်လိုင်းပူပေါင်းတက်ဖွဲ့တွေကဧပြီလ14ရက်နေ့ကစတင်လို့တိုက်ခိုက်နေကြပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစတင်လို့ကျုံတို့မြို့အနီးကြေးရွာတွေကိုစစ်ကောင်စီတက်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေပုံကျဲတာတွေပြုလုပ်ခဲ့တဲ့အတွက်အရသား20ဦးထပ်မင်းတေဆုံးထားပြီးတော့အများပြားဟာဘေးလွယာကို ထွက်ပြေးတိမ်းရှောင်နေကြပါပါတယ်ခင်ဗျာ။ တပိတ်ချင်းခရိုင်တွေကစတင်ကျောင်းတဲ့ဟိုတယ်၄ချောင်းတိုက်ခိုက်ခံရပြီးအမျိုးသမီး၃ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းခရိုင်တွေကတပိတ်ချင်းမြို့နယ်စတင်ကျောင်းနဲ့စင်ကူးမြို့နယ်တွေကဟိုတယ်တလုံးကိုစစ်ကောင်စီတပ်၄ချောင်းတိုက်ခိုက်ခဲ့ရမှာအမျိုးသမီး၃ဦးဒဏ်ရာရခဲ့ပြီးစတင်ကျောင်းဆောင်တွေအဆောက်အဦတွေထိခိုက်ပျက်စီးခဲ့ရပါတယ်။စစ်ကောင်စီတပ်ဟာဇွန်လ၁ရက်နေ့မနက်ခွန်နာရီ၄၀မိနစ်အချိန်မှာတပိတ်ချင်းမြို့နယ်၄မိုင်ကန်တာစာတင်ကျောင်းကို ပေါင်900ပုံသည်ကျဲချခဲ့တာဖြစ်ပါတယ်။အဲ့လိုကျဲချတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုမရှိခဲ့ပေမဲ့လည်းစာတင်ကျောင်းဆောင်2ဆောင်ပျက်စီးသွားခဲ့တယ်လို့ပြုံးလွင်ခရိုင်ပကဖအဖွဲ့စီကတရားဝါတယ်။သူတို့ကကျွန်တော်တို့ရဲ့ပညာရေးရန်ရရတွေရက်စဲသွားအောင်လုပ်နေတာနောက်တစ်ခုကပြည်သူတွေကြောက်သွားပြီးကျွန်တော်တို့နဲ့မပူပေါင်းဖို့အခုလောက်ထိစာတင်ကျောင်းတွေကိုလေးကျောင်းတိုက်ခိုက်နေတာလို့ပဲမြင်ပါတယ်လို့ပြုံးလွင်ခရိုင်ပကဖရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ဒါပြင်ဇွန်လ၁ရက်နေ့နေ့လယ်9:26မိနစ်အချိန်မှာလဲစင်ကူးမြို့နယ်နွေယုံကြေးရွာကိုဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ရာမှာဒေသခံပြည်သူတွေထိခိုက်မှုမရှိခဲ့ပေမဲ့လည်းအဆောက်အဦနှလုံးပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ဒါပြင်အဲ့ဒီနေ့တစ်ချိန်တည်းမှာပဲစင်ကူးမြို့နယ်နတ်တောင်ကြေးရွာက Lucky 7 Hotel ကိုလေကြောင်းကနေထပ်မံတိုက်ခိုက်မှုပြုလုပ်ခဲ့ရာမှာဒေသခံအမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပကဖပြန်ကြားရေးတာဝန်ရှိသူကဆက်ပြောပါဗျ။ တပိတ်ချင်းနဲ့စင်ကူးမြို့နယ်တွေဟာတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်ပြီးမြေပြင်စိုးမှုမှုမရနိုင်တော့တဲ့စစ်ကောင်စီတပ်ဟာဒေသခံပြည်သူတွေကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတယ်လို့တော်လိုင်းအင်အားစုတွေကပြောထားပါဗျ။ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်ကိုးမိုင်ကြီးရွာနဲ့လမ်းလေကြီးကြီးရွာကြားမှာရှိတဲ့စစ်ရှောင်းစခန်းတစ်ခုကိုလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရမှာပြည်သူ2ဦးသေဆုံးပြီးကလေးငယ်4ဦးအပါအဝင်ပြည်သူ5ဦးဒဏ်ရာရရှိခဲ့တယ်လို့ ြည်ဦးလင်ခရိုင်ပါကဖာကထုတ်ပြန်ထားပါတယ်ခင်ဗျာမြจีนားမြို့ပေါ်ရက်ကွက်ခုနှစ်ခု ARE မြည်ရေဝင်ရောက်နေပြီးရေဘေးတင့်သူတထောင်ကျော်ရှိလာတဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ် ARE မြည်ရေစိုးရေမတ်အထက်မြင့်တက်လာမှုတွေကြောင့်မြจีนားမြို့ပေါ်ရက်ကွက်ခုနှစ်ခုအတွင်းရေဝင်ရောက်နေတယ်လို့ရေဘေးတင့်သူတထောင်ကျော်ရှိနေပြီလို့လူမှုကွန်ရီအသင်းအနေနဲ့ဒေသခံတွေကပြောကြားထားပါတယ်စစ်ကောင်စီမိုးစလာဌာနရဲ့ဒီကနေ့ဇွန်လ2ရက်နေ့မနက်6:00နာရီခွဲချိန်တိုင်းထွာချက်အရ ။ AR မြည်ဟာမြကြီးနားမြို့မှာစိုးရိမ်မဲ့အထက်နှစ်လက်မကန့်ကျော်လွန်ရောက်ရှိနေပြီးနောက်တရက်အတွင်းတပေခွဲကန့်ဆက်လက်မြင့်တက်လာနိုင်ကြောင်းဖော်ပြထားပါတယ်။မြကြီးနားမြို့ရဲ့စိုးရိမ်မဲ့ဟာ1200စင်တီမီတာဖြစ်ပါတယ်။ကချင်ပြည်နယ် AR မြပြပိုင်းဒေသတွေမှာမေလ24ရက်နေ့ကစတင်လို့မိုးတဲထန်စွာရွာသွန်းခဲ့ပြီးတဲ့နောက်မြေရင်မြင့်တက်လာတဲ့အတွက်မြကြီးနားမြို့မှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့မြကြီးနားမြို့မှာရှိတဲ့ကြက်ပောင်ချံ၊ရန်ပူ၊လေကုံမြို့တကြီး၊ရှမ်းရွာ၊ပတ်မတီအနောက်လေကုံစတဲ့ရက်ွက်တွေမှာရေဝင်ရောက်နေပြီးရေပိသိမ့်ပြည်သူတထောင်ကျော်ရှိလာတယ်လို့ဒေတာရင်းလူမှုကွန်ရီအသင်းတွေကဆိုကြပါရတယ်။ ကချင်ပြည်နယ်မိုးစလဌာနရဲ့တာဝန်ရှိသူဦးနိုင်လင်းထွေးကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့်ဒီကနေ့နေ့လယ်7:15မိနစ်ဝန်းကျင်ချိန်တိုက်ရိုက်ထုတ်လွှင့်မှုမှာမြကြီးနားမြေစပြီးကြပါပြီဖြည်းဖြည်းချင်းစပြီးကြနေပါပြီနိုင်ဝက်တွင်9စင်တီမီတာလောက်ကြနေပါပြီဘလောက်ဆက်ကြမလဲဆိုတာဆက်ပြီးကြည့်ရပါမယ်လို့ပြောကြားထားပါတယ်ပြီးကြတဲ့နှစ်2024ခုနှစ်ကလည်း ARD မြေဟာမြကြီးနားမြို့မှာအဲ့ဒီမြို့ရဲ့စိုးရင်ရေမတ်အထက်6ပေကျော်မြင့်တက်ခဲ့ပါတယ်ခင်ဗျာ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ကုံသွေးရေးသဘောတူညီချက်ကိုချိုးဖောက်တယ်ဆိုတဲ့အမေရိကန်ပြောဆိုချက်တရုတ်အခိုင်အမာပယ်ချတဲ့သတင်းကိုကြည့်လိုက်ရအောင်ပါ။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနှစ်ခုအကြားအထူးကိုက်ပျက်စီးများစေတဲ့ကုံသွေးဂွန်တွေရှော့ချဖို့သဘောတူညီချက်ကိုတရုတ်ကချိုးဖောက်ခဲ့တယ်ဆိုတဲ့အမေရိကန်ရဲ့ပြောဆိုချက်ကိုတရုတ်ကဒိန်းလာနေမှာ အခိုင်အမာပယ်ချလိုက်ပါတယ်။ ဂျနီဗာမှာထိတ်တန့်အရာရှိတွေတွေ့ဆုံပြီးတစ်ဖက်နဲ့တစ်ဖက်အလုံးအမင်းမြင့်မာတဲ့ဂုံတွဲဂုံတွေကိုယာယီရပ်ပေါင်း60ရှော့ချဖို့ပေကျင်းနဲ့ဝါရှင်တန်တို့ရခင်လာမှာသဘောတူခဲ့ကြပါတယ်။ဒါပေမဲ့အမေရိကန်ကူးတန်းရောင်းဝယ်ဝင်ကြီးဟောင်းဝက်စ်လူနစ်ကပေကျင်းကသဘောတူညီချက်ကိုဖြည်းဖြည်းသာအကောင့်ထဲပေါ်နေတယ်လို့ Fox News Sunday ကိုမှတ်ချက်စကားပြောကြားခဲ့ပါတယ်။အဲ့ဒီပြောကြားချက်ကိုပေကျင်းကတိုင်းလာနေမှာပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။ ဝါရှင်တန်ဟာအတုအယောင်ပြောင်းလဲမှုတွေကိုသာပြုလုပ်နေပြီးတညီတညွတ်တဲ့သဘောတူညီချက်ကိုတရုတ်ကချိုးဖောက်နေတယ်လို့အကြောင်းမဲ့ဆွဆွဲပြောကြားနေတယ်။အဲ့ဒီချက်ဟာအပြစ်မှန်တဲ့လေးလေးနက်နက်ကွဲလွဲနေတယ်လို့ပြောဆိုခဲ့ပါတယ်။အကြောင်းမဲ့ဆွဆွဲပြောကြားချက်တွေကိုတရုတ်ကအခိုင်အမာပယ်ချပါတယ်လို့တရုတ်ကူးတန်းရောင်းဝယ်ဝင်ကြီးဌာနကကြေညာချက်မှာထုတ်ပြန်ပြောဆိုထားပါတယ်။ ဂါဇာမှာကြောက်မက်ဖွယ်ဗျံမာတာဖြစ်နေမှုတွေအတွက်ကံအကူအညီပေးရေးအဖွဲ့ကို MSF ပြည်တင်ပြောကြားတဲ့သတင်းကိုမြစည်းမဝိုင်းတော်သားကိုခန့်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ဂါဇာအကူအညီပေးရေးနေရာမှာသူတို့ပြုစုကူတာပေးနေပြီးအမေရိကန်ကြောတောင်းနောက်ခံပေးထားတဲ့အဖွဲ့အစည်းတစ်ခုကရှီမန်လောက်ကင်နေတဲ့နေရာကိုအစ္စရေးတပ်ဖွဲ့တွေကပတ်ပေါင်းစုံကဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ညစီမချရှောင်းရအဖွဲ့ကတဲ့တသိန်းကုန်နေကပြောကြားလိုက်ပါတယ် ဂါဇာတောင်ပိုင်းရာဖာမြို့မှာဒီလိုဗရန်ဗရာဖြစ်ခဲ့ရတာဟာဂါဇာလူသားချင်းစာနာတဲ့အကူအညီပေးရေးဖောင်ဒေးရှင်း GFF ရဲ့အကူအညီပစ္စည်းတွေဖြန့်ဖြူးရေးစနစ်ကြောင့်ဖြစ်ရရဲ့လို့ပြင်သစ်ပါတာနဲ့ MSF လို့ခေါ်တဲ့အဲ့ဒီ NGO ကအပြစ်တင်ကြိုးဆိုခဲ့ပါတယ်။ အဲ့ဒီနေရာမှာအစ္စရေးရဲ့ပစ်ခတ်မှုကြောင့်ပါလက်စတိုင်းလူမျိုး32ဦးသေဆုံးခဲ့ရတယ်လို့ဂါဇာဒေသမှာရှိတဲ့အရက်ဖက်ကာကွယ်ရေးအေဂျင်စီကပြောပါတယ်အစ္စရေးစစ်တပ်ကပစ်ခတ်ခဲ့ရဖြစ်တယ်လို့မျက်မြင်သက်သေတွေက AFP ကို ပြောပါတယ်ဒီလိုဖြစ်ပွားမှုတစ်ခုမှဖြစ်ပွားခဲ့ခြင်းမရှိဘူးလို့ GFN နဲ့အစ္စရေးအာဏာပိုင်တွေကညင်းဆိုပါတယ်ဒါပေမဲ့ MSF နဲ့အခြားစစ်ဘဆိုင်ရာဝန်ထမ်းတွေကတော့ တနက်တန်ရန်ရရှိထားတဲ့ဒေတာခန့်တွေကိုအနည်းမှရှိတဲ့ခန်းယူမျိုးမှ NASA စေယုံမှကူတာပေးနေတယ်လို့ဆိုပါတယ်သူတို့ကိုဗပောင်းဆောင်ကနေ drone တွေရဟတ်ယာဉ်တွေတင်ကားတွေနဲ့ X-ray ခြေလင်းစစ်သားတွေက ပစ်ခတ်တိုက်ခိုက်ကြရဲဆိုပြီးလူနာတွေက MSF ကိုပြောပါရဲလို့ MSF ကြီးညာချက်မှာထုတ်ပြန်ရေးသားထားပါတယ် MSF ရဲ့အရေးပေါ်ညှိနှိုင်းရေးမှူးကလမာနီယာက JFF ရဲ့ဖြန့်ဖြူးရေးစနစ်ဟာလူမဆန်အန်ရဲ့ GB အလွန်အမင်းထိရောက်မှုမရှိဘူးလို့ကြီးညာချက်မှာထုတ်ပြန်ပြောကြားခဲ့ပါတယ်ခင်ဗျာ ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်၊ပြင်ပပေါင်စေ2480ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1629.84 84ကျပ်ပြင်ပပေါက်စီ3482ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1381.9ကျပ်ပြင်ပပေါက်စီ9089ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.11ကျပ်ပြင်ပပေါက်စီ139.1ကျပ် မလေးရှားတပင်းကကိုစစ်ကောင်စီတတ်မှတ်စီ494.8ဒသမ9ကျပ်ပြင်ပပေါင်စီ1050ကျပ်ပေါင်စီရှိပါတယ်။ဘောပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စီ58.9000ကျပ်ပြင်ပပေါင်စီ 86ဘိန်8000ကျပ်စကားပဲရကြသားကို ရွှေကုံတဲ့အတင်းတတ်မှတ်စီ54သိန်း9385ကျပ်ပြင်ပပေါင်စီ82သိန်း3000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစဉ်တို့တွေကတော့ဒီဇယ်တလီတာကို2400ငါးကျပ်ပရီမီယံဒီဇယ်တလီတာကို2980ကျပ် အော်ဒိတ်92တလီတာကို2855ကျပ်အော်ဒိတ်95တလီတာကို2910ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6310ကျပ်ပြင်ပပေါက်ဈေး9000ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။ဒီမြစီမဘရိုင်းတိုင်းမြစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။